ဒီနေ့ချက်ပြမယ်ဟင်းကတော့ပစွန်စီပြန်ချက်ပဲဖြစ်ပါတယ်ပါဝင်ပစ္စည်းတွေကတော့ပဇွန်၊ချက်သွန်ဖြူနီချင်း၊ခရမ်းကျင်သီးတို့ပဲဖြစ်ပါတယ်။ ပြင်းတော့စားဟင်းခမုတ်အသားမုတ်တို့ထည့်ပါမယ်ထည့်ပြီးရင်ရေထည့်ပြီးတော့တဲထားပါမယ်စွန်ချက်တဲ့ထည့် ရင်နဲ့မြက်ပွားလာပြီဆိုလို့ရှိရင်ပစုံလေးတွေကိုတစ်ဖက်လှမ်းပြီးတော့ပြန်ပြီးချက်ပါအောင်မယ်နေသားပြန်လာပြီ ရေလဲအတော်သင်ခန်းလာပြီဆိုလို့ရှိရင်တော့ခင်းပွင့်မဆလာလေးထည့်ပါမယ်ပြီးဆိုရင်နမ်နမ်ပဲဒါမှမဟုတ်ရင်ပြင်စိတ်တိုင်းပဲပြင်စိတ်က ဆိုရင်တော့ပစလာနဲ့လေးလည်းမှုရပြီးတော့ပစုံကလည်းစီလေးတွေပြန်လာပြီးဆိုလို့ရှိရင်တော့စားကျင်ဖွဲ့ပစုံစီပြန်ချက်လေးရရှိပြီးဖြစ်ပါတယ်။